one channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ one channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လာစဉ်ရေရာတွေကိုထုတ်လင်းပေးလက်ရှိပါတယ်ကျွန်တော်တို့ဘာမင်းသိန်းခါရဲ့တပီရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ် event နှစ်ရက်ကနေပြီးတော့ share နေသည့်တနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ် ဒီဘက်တာအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေကလည်းကျွန်တော်ကန်ကောင်းနေတဲ့ရက်တွေပါပဲအဲ့တော့အဖက်ဘက်ကနေကျွန်တော်စစ်ချမ်းသာစရာတွေဂျုံမဲ့ရက်တွေဖြစ်တယ်အဲ့တော့အဖို့ရံမရှိတဲ့ကျွန်တော်တို့ဝင်မဲ့ရမယ့်ရက်တွေလည်းဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်မွေကိစ္စတွေ၊မြေနဲ့ပတ်သက်တဲ့ကိစ္စတွေ၊အမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဂျုံမဲ့ရက်တွေပြောဆိုရမယ့်ရက်တွေလည်းဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတည်းမှာတော့ကျွန်တော်ရေရင်းရေကန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊ရေပိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ကျွန်တော်တို့အဲ့ဒါတွေတွေလည်းကျွန်တော်စီစဉ်ဆောင်ရွက်ရမယ့်ရက်တွေတွေဖြစ်တယ်။ အဲ့တော့တခုရှိတာတော့ဒီရက်တွေအတွင်းမှာတနင်္လာနေ့မွေးဖွားသူတွေကကျွန်တော်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့အထင်းငိုလေးတွေအဆင်မပြေတာလေးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေကစိတ်မပါတဲ့ခရီးတွေသွားရတတ်တယ်။အဖော်ပြစ်လိုက်ရတာမျိုးမလာချင်လာချင်နဲ့မသွားချင်သွားချင်နဲ့သွားရတာမျိုးစိတ်မပါတဲ့ခရီးတွေတော့သွားရတတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့တခုကောင်းတာကတော့ဒီလိုရံမျိုးတွေမှာတော့တနင်္လာနေ့မွေးဖွားသူတွေကငွေရှင်ပြီးကျွန်တော်ပင်မန့်အကျိုးတော့နတ်မဲ့ရက်တွေဖြစ်တယ်။အဲ့တော့အလှူမင်္ဂလာလေးလည်းကြုံမဲ့ကိုကိုတိုင်နဲ့အလှူမင်္ဂလာလုံးဖြစ်မဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တနင်္လာနေ့မွေးဖွားသူတွေဟာဘာရီနဲ့ပတ်သက်ရင်ကိုယ့်အတွက်အကျိုးရှိလဲဘာရီနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲဆိုတော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖေးဆိုင်တို့လက်ဖက်ဆိုးတို့လက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့အဖိုးလံယန္တနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ကိုင်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတိတိတတ်တာလေးပို့ပြီးတော့ကို့အတွက်အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတွေကတော့အကျိုးရှိအောင်မြင်ပြီးဘယ်လုံငန်းပဲကိစ္စအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားရလဲဆိုတော့ခုနကပြောခဲ့လိုပဲကျွန်တော်ခီးသွားရမယ့်ကိစ္စမျိုးတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေကျွန်တော်ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတုတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ ်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအရေးကြီးစာရွက်စာတမ်းစာပြုတ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားသောက်ကုန်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေဟာသတိထားပြီးတော့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ဈေးကိန်းတစ်ခိုင်းနဲ့ ကိုရောင်းနေတဲ့ပစ္စည်းတွေကိုဈေးကိန်းတစ်ခိုင်းနဲ့ကျွန်တော်ဝယ်မဲ့သူအမြန်လာအမြန်ရောင်းထွက်ဆိုပြီးတော့ဈေးကိန်းတစ်ခိုင်းနဲ့ကျွန်တော်တို့ထိရိုက်ခောက်ပြီးမယ်ဆိုရင်ဒီလိုရံမျိုးတွေမှာတော့ဝယ်မဲ့သူအမြန်လာပြီးတော့အမြန်ရောင်းထွက်စေတဲ့နေ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်အိမ်တော်ရှင်မျိုးကျွန်တော်အိမ်တော်ရှင်မျိုးငရွေသူတွေရောအခြေအိမ်တော်တွေနဲ့ပတ်သက်ရင်ကျွန်တော်ဝမ်းသာမယ့်ရက်တွေဖြစ်တဲ့စိတ်ချမ်းသာမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေ ဲ့တော့တနင်္လာနေ့မွေးဖွားသူတွေဟာဒီလိုရံမျိုးတွေမှာကျွန်တော်ကဏ္ဍနံပါတ်တွေသုံးဆွဲမယ်လို့ရွေးချယ်မယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဟာ1246ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာဒီလိုရံမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်နေ့အတွင်းမှာတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်ဗာတရီထားရတယ်ဆိုတော့အစာမဆေးမနဲ့ပတ်သက်တာတွေတွေတရီထားရတယ်ကျွန်တော်အစာအစာရင် မတည့်တာမျိုးဆေးဆေးရင်မတည့်တာမျိုးအစာနဲ့ဆေးရင်မတည့်တာမျိုးအဲ့တော့အစာမဆေးမလေးတွေနဲ့ပတ်သက်ရင်တရီထားဖို့လိုတဲ့ရက်တွေတော့ဖြစ်ပါတယ် အဲ့တော့ဒီရက်ဒီတွင်မှာတခုလေးကျွန်တော်ကိစ္စလေးတွေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်အဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်လှူခြင်းတန်းခြင်းလို့ပဲဖြစ်ဖြစ်ကိုမိတ်ဆွေတွေလို့ပဲဖြစ်ဖြစ်ကိုပံဝန်းကျင်ကအလောက်ကမိတ်ဆွေတွေလို့ပဲဖြစ်ဖြစ်ကိုအိမ်ပံဝန်းကျင်ကကိုမိတ်ဆွေတွေလို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်ကိတ်မုန်းနဲ့တစ်ဖေးရင်းနဲ့ကျွန်တော်တို့ကြွေးလူပြီးဆူတောင်းလိုက်ပါခင်ဗျာတနင်္လာနေ့မွေးဖွားသူများအားလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ